ပစောင်းမိုးလားပြည့်နေ့မှာရန်ကုန်မြို့ကရက်ွက်တွေတော်တော်များများမှာ စတူဒီတာနဲ့နေပန်စီပွဲတော်ကျင်းပခဲ့ပါတယ်။ရကူတောင်းကလပ်မြို့နယ်နဲ့ကြောက်တရားမြို့နယ်တွေမှာနေပန်စီပွဲတော်ကိုစီစီကာကာကျင်းပခဲ့ပါတယ်။နိုင်ငံစီပွဲတော်မှာအလှူရှင်တွေကလူသုံးကုန်ပစ္စည်းတွေနဲ့အစားအသောက်တွေကို မိသူမဆိုးလူမျိုးမရွေးဘာသာမရွေးအခမဲ့စားသုံးနိုင်အောင်လူတန်းတာဖြစ်ပါတယ်ကိုယ်တိုင်လူကတော့ပိုတော့ပြောတာဗောနော်ဟိုဟိုပင်လဲပင်မှန်ပါတယ်ဟာဒီနေ့ဆိုရင်ယိုရီယာတမော်ဒီတောင်လူတန်းပါတယ်ကျမကိုယ်တိုင်ကလည်းစိုင်ဖွင့်ထားတဲ့အတွက်ယိုရီယာတမော်ဒီတောင်လူတယ် အဲပျော်လာပေါ့နော်ဝမ်းသာလာပေါ့ဒါမျိုးဒါအယုတ်လက်မြန်မြေမြန်မြေကျွေးတာလေကိုယ့်အိမ်မှာအလှဖိတ်ကျွေးတာကြတော့ကွာပုပ်ကိုကြီးကဖိတ်ကျွေးတာပေါ့ဒါကြောင့်အယုတ်လက်မြန်မြေကိုတိတဲ့လူကမတိတဲ့လူအကုန်လုံးကျွေးတော့ဝမ်းသာလာပေါ့နော်တောင်းကလာပါမြို့နယ်စနေရက်ကွက်မာကလန်ကနေပန်စီပွဲတော်ဟာနှစ်စဉ်ကျင်းပတာဖြစ်တာကြောင့်ရဝေးကပါလာရောက်ကြသူတွေရှိပါတယ်ဒီနေရာကိုရမ်းပြေလာရမ်းကြိုက်လို့ဒီနေရာကိုလာလာပျော်လို့ဟဲ့ဒီမှာပျော်စရာကြီးလေအဝေသား အကုန်လုံးလက်ဆားရတယ်လေကြိုက်တာတွေအဲ့ဒါကြောင့်ဘုလို့အော်ပျော်ဖို့ကောင်းတာပေါ့ကိုတဲ့နေရာမှာကျတော့ဒီလောက်မပျော်ရဘူးလေဒီဘက်ကျတော့ပျော်ရတယ်နှစ်တိုင်းလို့လို့ပေါ့အများကြီးပဲလေအတဒန်းလုံးအတောက်တော့ကွာလူတွေကျော်ပဲအများကြီးပဲခေါင်းသွဲကြော်တယ်လေရတာအများကြီးပဲအလားတူပြည်မနာမြို့မှာလည်းနိုင်ပါစီပွဲတော်နဲ့စရုတီတာပွဲတော်တွေကိုစီစီကကကျင်းပခဲ့ပြီးအလူဒနာပြုသူတွေများတာကိုတွေ့ရပါတယ်။ ကျွန်မလည်းနေပြောတော့7000လောက်ရှိသွားပြီပေါ့အဲ7000လောက်မှာတစ်ခါမှကျွန်မတို့နေပြန်စီမလုပ်ဘူးပေါ့နော်ရန်ကုန်မှာတော့ဒီဇိုင်းတိုင်းဆိုလို့ရှိရင်နေပြန်စီကိုလုပ်ကြတယ်ဆိုတာအလေးထားရှိပေမဲ့ပြင်မနာမှာမရှိတော့ဘူးအဲ့တော့ကျွန်မဒါလေးကိုခင်းနေတဲ့စိတ်ကရှိနေတော့ကြာပါပြီမလုပ်ဖြစ်ဘူးပေါ့အာခုတော့ဘာပြောပြောဟိုစိတ်ကူးအကောင်တွေဖော်လို့ရသွားပြီပေါ့လေးပန်စီပွဲတော်ဟာတတိပုဂ္ဂလစေတနာရှင်တွေကအများအတွက်အသုံးဆောင်အစားအသောက်တွေကိုကုတက်နိုင်သလောက်တူတန်းကြတာဖြစ်ပြီးသတုတီတာအလူကတော့ လူတန်းကျင်သူတွေစုပြီးစုပေါင်းစုတဲ့အလှူဖြစ်ပါတယ်ခင်ဗျာ